Hello ကျွန်တော်ပရိသတ်များအားလုံးပဲမိလာရှိတဲ့ချိန်ကလေးဖြစ်ပါစေရှင်။ကျွန်တော်ရဲ့ channel ကနေပြောပရိသတ်ရဲ့အတွက်အချက်အလက်ကများစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ချစ်ပရိသတ်များနားဆင်နိုင်ဖို့အတွက်နှုတ်ခမ်းလေးပဲနမ်းပါဆိုရဲ့ channel လေးရဲ့အစားအဆုံးကိုဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ကျွန်မ channel လေးကိုမတင်ဆက်ခင်မှာရင်ဆုံးနေနေကျွန်မရဲ့ channel လေးကို like နဲ့ subscribe နှိပ်ပြီးပေးနာ notification bell လေးကိုလည်းနှိပ်ထားပေးကြပါဦးနော်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ကြည့်တော့ဆင်တော့ဒီနေ့ရွေးချယ်ပေးထားတဲ့ လောက်ခံလေးပဲနမ်းပါဆိုရင်ဆန္ဒလေးကိုနားစင်ကြည့်ပါနော်။ဟာဒီတယောက်က highway လမ်းမကြီးပါလား။အေးကွာ highway လမ်းမကြီး။ Hey highway လမ်းမကြီး highway လမ်းမကြီး။အသားလေးရလေဖွေလို့ Hey အဖြူရ highway လမ်းမကြီး။စုညံစုညံတန်းကြောင်းပိုင်းစီဟိုအစုကိုချလိုက်တယ်။သူတို့အစုဟာဒီနေ့တက္ကတိုလ်ပထမဆုံးရက်မှတင်းចောင်းတူလေးတွေကိုလိုင်ငံပြီးအနေခင်အစားနောင်းနေတော့ဘယောတုတ်ခောက်ဖဲဖြစ်တယ်။ ခုတက်ခါအစာခံရသူကဘာတူလဲလို့စိတ်ဝင်စားပြီးကြည့်လိုက်တော့ပိုင်းစေးအံ့ဩသွားတယ်။အပြူရောင်ဟောင်းရလမကြီးလို့အစာခံရတော့ကောက်မလေးအသားမှာမဲတဲ့အထိမဟုတ်တော့လေညဉ့်ညဉ့်ဖြစ်နေရင်မရှိတင်မရှိပါလက်တော့ခဏကွာလေပြင်းတိုက်လင်းတော့လေတော့မလို့ဖြစ်နေအစခင်ရာကြောင့်ကောက်မလေးပုံကရှက်နေပြီးကံမြန်မြန်လဲလျှောက်တာကြောင့်သူရွှေရောက်မှပွေထားသောဆော့အော့ထက်ကြီးပြုတ်ကြသွားတယ်သူတနာရာကြောင့်ဆော့တွေကိုကောက်ယူပြီးသူမလက်ထဲပြန်ထည့်လိုက်တယ် ကျေးဇူးပဲသွားရမယ်။အတန်တူတူနဲ့ကျေးဇူးစကားရောနှုတ်ဆက်စကားရောပြောပြီးထားသွားမယ်။သူမနောက်ကျော်ကိုပိုင်စင်ငေးမိတယ်။တကယ်ဟိုက်ဝေးလမ်းမလေးပဲလို့လည်းဝေဖန်မိတယ်။ပိုင်စင်နဲ့သူမရဲ့တွေ့ဆုံမှုအစာဖြစ်ပြီးဒုတိယတွေ့ဆုံမှုကလည်းဘယောအဖွဲကြောင့်ပဲဖြစ်တယ်။တနကပဲကြာနဲ့တကူလာရင်ဟိတ်တနကလေးပါမလင်းချင်းဟိုက်ဝေးလမ်းလေးအလားအော်ရီအော်ရီဗမာလေးကွာအလားတူးစင်မအလားနဲ့တူရာဆိုလို့ရှာမတွေ့ပါဘူး။ရောက်ရတိုင်းရမပြောပါနဲ့ကွာ။ အေးကွာငါကန်းတယ်လို့လာရမမြင်မိတာပါကွာငါကန်းပါပဲအကန်းပါပဲလက်တီးစုပ်ပြီးလက်တီးစုံများလို့တချင်းစုံအစားသူအစားရီတူအရီနဲ့တဖက်အဖွဲကအတန်တွေထွက်လာတာကြောင့်ပိုင်စီကျလိုက်တော့ highway လမကိုထပ်တွေ့လိုက်ရတယ်ရွှေရွှင်နဲ့ကောင်းကောင်းလဲအမြန်ရှောင်းနေတော့သူမရဲ့ကျူပြပြတနခါပေါ်ညည်ရီစီကြောင့်စီကြနေရကိုသူမြင်တော့သူမပြီမှာတွေ့ရလိုက်တယ်သူငယ်ချင်းလို့မလားဟဲ့ငေါ့မီရလားအင်းငါရုံစိုးရလေနေရာချက်စားကောင်းပါရဲ့ ပိုင်းစည်းစကားကြောင့်မြင်းရင်ရွတိုင်းနေတဲ့မျိုးလုံးလေးတွေအယောင်တောက်သွားပြီးပိုင်းစည်းကိုမောချင်ငေါနမေကမေမလငေါ့လူများတွေလောင်ကြတာတွေ့ရတိုင်းပဲသူတို့နေ့ကိုမလောင်အောင်ငါကောက်ခွေပေးမယ်နေ့ကိုလည်းကြိုးဆိုင်ပေးမယ်ဟင်နင်းနဲ့ငါသူငယ်ချင်းနေနော်ညဘက်ကသူငယ်ချင်းနဲ့ငါဘက်ကအစင်တက်ချင်းလေးပဲဖွင့်ပြရမှာကြောက်နေတယ်ဟဲ့လားပါတီချင်းစုံနေရလေတွေ့ခဲ့ရပါနေရသွားဝေတာကြားလိုက်တာဟေးပါ sorry ငါငါသူငယ်ချင်းမနဲ့တွေ့လို့စကားပြောနေရအော်လာတိတိဒါဒါငြိမ်သွားတယ် ပိုင်းစင်းနဲ့လာခင်လာတာလီလာညီပါရှိတော့လာကြောင်ပိုင်းစင်းဖို့တိလာရတယ်လာအငဲ့တက်ပြီးသူတဲ့အတွင်းများကိုခင်သွားပါအမြဲတွေးကြတတ်သူဖြစ်တယ်တိုးတော်သူစိတ်ကိုမျိုးသိပြီးလာရောပေါင်းကျင်တာကြောင့်ပိုင်းစင်းလာကိုပိုတနာပူခင်နေအဲ့ပြန်ချစ်လဲချစ်မိနေတယ်လာอืมငါဘဝမှာငါမိသားစုချင်းနေပူခင်တွေ့တာငါနေကိုဘာလို့အရင်ခင်သွားလဲမသိဘယ်ငယ်တငယ်ချင်းကိုမှနေလောက်တန်ရောစီမရှိဘူး ဘာစေကတော့ကောင်းတာပဲအယူမလီညင်ကြပဲပြောတတ်တယ်။မနေ့ပြန်ကျင်သွားအောင်ပါနော်။ညလာကောင်းမလား။အေးပေါ့။ငောင်ပါရိုးစိုးမလီကိုသူများတွေစိုက်ရင်စနိုင်တယ်လီ။အမေငါရင်ရုံမစိုးတော့ပါအောင်နော်။အေးပါအေးပါကောင်းဆုံး။လာလက်မကိုလန်ကျူရီဘာစေလက်မကိုဖိဖိရေးလိုက်တယ်။လာပြောတယ်လို့လာရုံမစိုးတော့ပါ။တော့လာရဲလာကအဝတ်စားကစားတင်းတော်တို့ပိုင်းစီလိုက်ဝဲကူရီစကင်ခဲပစ္စည်းတွေဝယ်ပြီးပြီးတုံးနည်းကိုလည်းပြပြကြတယ်။ အစာကယူဆိုင်ကျွေးသလိုကျွန်လေးလိုက်စော့ကူရီလာသားရင်လေးတင်လာပြီးအစဉ်ပြေလာသလိုဝန်စာလေးရလေးဝတ်ချက်လာတော့ကြည့်ကောင်းနေအထူးခြားဆုံးတွတ်တက်ပြောင်းလဲမှုကလာရဲ့တင်နေရင်ဖြစ်ပြီးသူ့ညာနဲ့တူတစ်ထွဲမုံမောက်နေတော့ဟိုင်ဝေးလမ်းမလိုဘတူမမဆိုင်ရလအောင်ဖြစ်နေသူ့ကျေယိုလေးကသူ့တွေ့ချက်ကြအကောင်းဆုံးကောင်းမလေးဖြစ်ပြီးတချိန်မှာသူ့လက်တွေမဲ့ကောင်းမလေးလေးဖြစ်တယ်။မိို့ချက်တယ်လားရိုးရှမ်းတော်လေး နှလုံးသားတွေကလာတော့ကျစ်စကားကိုပိုင်စီအကြောင်းကအတင်းထိုင်ရင်းပြောလိုက်တယ်။လှအေးတော့မပြေပိုင်စီကိုမျက်လုံးလေးလှမ်းကြည့်။ငါတကူပြောလေဟာပြောဖို့လွယ်သူလို့လိုက်။နေမဟုတ်တဲ့ဘေးရောက်ကြလိနဲ့ငါပတ်သက်လို့ဘသူ့ကိုကြည့်ရမှာလဲ။ဒါဆိုရင်ဒီငါချစ်တယ်ပေါ့လား။อืมချစ်တယ်။ပိုင်စီလှလက်လေးကိုခိုင်းလိုက်တယ်။ရှင်ရဲ့ချင်းမရှိပဲ။လှတို့မလက်ပေါ်စုပ်ကင်ထားရင်ပိုင်စီလက်လေးကိုနှက်လိုက်တော့ကနေရောင်ရင်မောမိပါတယ်။ငါကိုယ်ရေကခိုင်မာတော့တန်ရွစင်ကျူတွေကအချက်နဲ့တွေ့တော့ပိုမြဲမဲ့လာတော့တယ်။ နေရဲကြတယ်လားကောင်းစုံလေးနေတော့ကောင်းတာပဲတယောက်ပေါ်တယောက်နားလေမှုနဲ့ရွှေဆက်ခဲ့တော့ပိုင်စီတို့နေအောင်နောက်ဆုံးနေရောက်လာတယ်ကြောင်ပြင်းရင်လာကတော့ပြင်ရမှာဖြစ်သလိုပိုင်စီကလည်းအခုရီအလို့တော်လို့တော့ပန်ခောက်မှာပဲအလို့တော်လို့ကိုပြင်စေရရမယ်မခွဲကျင့်တော့လေဘဝရှိရဲ့အတွက်သုံးနှစ်ခွဲဖို့တိုင်ပြထားကြတယ်ပိုင်စီအလို့သုံးနှစ်လုပ်ပြီးပြလာလေလောက်ကိုလက်ချက်ကွင်းသားမယ်ကြားရင်းမှာတော့ဖုန်းနဲ့အဆက်တွေမပြတ်ရှိနေဖို့တိုင်ပြထားကြတယ် ။လမြင့်ရီရဲ့ကြာကပိုင်စီအစီအစဉ်ကိုလက်ခံတော်ကပိုင်စီအတနာကိုချေရတယ်။လငါနေ့ဝင်ရကြတာသိရမယ်နော်။နေစံချီတမြင်ကစားလို့နင်းနဲ့ပတ်သက်တာကိုငါပိုင်နေ။ပြီးတော့ငါကိုရိုင်းဂျင်ကူစော့ပြီးပြောင်းလဲပေးကြတယ်နေ့ကုန်လုံးလေးနော်။သူများတွေရဲ့အတွက်မဖြစ်အောင်နော်။အင်းငါအကြရဲ့ချစ်ကြတဲ့နေရာလေးငါကြက်ပဲပြရမယ်နော်။ကောင်းစုပ်လေးစိတ်ချလာငါဘွားနေမယ်။နနေ့အကြဒီနေ့ပိုင်စီဘွားမှာပြောရတော့နေဖြစ်တယ်။ပိုင်စီဒီနေ့မြန်မာပြေးပြန်ရောက်တယ်။ အငယ်ဆုံးဖြစ်တော့ပိုင်းစိတ်ကိုဖေဖေမေမေတို့ကပြန်ခေါ်တယ်ကျတူဝလက်ထဖို့တင့်တင့်တက်တက်ထဖို့ဘိုင်စီကြိုးစားနေမှန်းသိတာကြောင့်ပြက်လာယုံနဲ့လိုအပ်တဲ့များဆင်ဆင်ပေးမယ်လို့ကတိလေးပေးတယ်။ဘိုင်စီရောက်နေတဲ့အချိန်လာတဲ့ရင်ပြောတော့အောင် surprise လုပ်ဖို့လာကိုဖုန်းဆက်တယ်။လာဖုန်းမကင်ပါလင်းငေါချိန်ခေါ်တဲ့အချိန်ဘလူမောင်ဖုန်းမကင်တော့ခါဘိုင်စီစိတ်ကိုလာတယ်။အဲအချိန်ဘိုင်စီတို့အချိန်တိထားတော့လာမောင်လေးကိုဘိုင်စီဖုန်းဆက်လိုက်တယ်။ ်အကြမ်းမဖုန်းခိုင်းလိုက်ပြီးဖုန်းကလာသူဟာလာမလို့မဟုတ်ဘဲလောက်ကရန်ဖြစ်နေလာငါပြန်ရောက်နေငါတို့လက်ခွဲကြအောင်ပိုင်စီပါငါလက်ချက်တော့မင်းပိုင်စီငါငါနဲ့လက်ချက်မင်းလေးလာအော်တယ်မလားလာငါနဲ့မလားတက်ဆောင်မရှိပေးနိုင်တာတောင်းမှပါတယ်ပိုင်စီပိုင်စီနားမလည်နိုင်တော့ပါလာနေပိုင်စီအရင်ချက်ခဲ့ကြတော့ကိုကိုကြလက်ခွဲမယ်ဆိုတော့လာမမိုက်ဘူးချင်းနေပိုင်စီယူချုံမရဝန်နေစိတ်ကြောင့်ယောက်ျားမိရကြလာတယ်ဒါအော်ကိုချင်းငုံလိုက်ကွာ အနာရောက်လာတော့ဖီးရပါ သူ့နားလေပြီးတော့ကပိုင်စီကောင်းမော်ပြီးမျက်စိစုံမိတ်អော်လိုက်တယ်ပိုင်စီရင်ခွင်မကျန်អော်တဲ့အောင်ဘာမှမကြည့်တော့ပဲပျော့ခွေမင်းလဲသွားရင်အယူလေတတိရတော့ဆော်လန်မျက်နှူတော့လာတဲ့အောင်ပိုင်စီလေးလံနေတော့မျက်ခွန်ကိုအာယူဖွဲ့လိုက်ကြည့်အယူလေတော်ပါသေးရဲ့တတိရလာလို့ပိုင်စီဖိုက်ပေါ်ခေါင်းကျင်ပြီးလှပြောတယ်လာလက်တွေကလည်းပိုင်စီမျက်နှာကိုပုတ်တက်ခိုင်းထွေးနေတယ်လှနေမလားအင်းငါပဲနေရလားနေပါလားလို့တားလေး ငါချစ်တဲ့သူနာငါလာလေပိုင်စီခေါင်းဆုပ်လေနင်ကဘောပဲရှိချစ်လေတိကျလုံးငါလူကြီးတွေနဲ့တိုင်မပေးတော့တာပါလူကြီးတွေနဲ့ဟုတ်လားอืมနေအံ့ဟောတာလားကံကောင်းလေနေရန်ကံကောင်းနေနေဖေဟာနေချစ်သူငါချောင်းစုံစမ်းပြီးငါမိဘတွေကိုကြိုတင်နားဖောက်ပေးထားတာငါ့အိမ်ကလည်းတဘောသူတွေအံ့ဩတာကြောင့်ပိုင်စီလောက်ကိုဘာမှပြန်ပြောနိုင်တော့ပဲငင်းနေမေလာပဲသူ့ဘိုက်ကိုငုံနှံပြီးဆက်ပြောတယ်ညစိတ်ထိခိုက်သွားလို့ငါသမှန်ပါတယ်ငါ ငါလက်ထက်မဲ့ယောက်ျားရဲ့အချစ်ကိုသိကြုံပါ နေရဆိုးရလားငါချစ်ကိုမျိုးတောင်းမှပါရဲ့အခုငါသိပါပြီဒရိုင်းတောင်းမှလို့တော့မရဘလို့တောင်းမရမလဲအမလေးလာစကားမဆုံးခင်သူ့အမြန်ထားပြီးလာပေါ်တက်ခွာလိုက်တော့လာလန်းပြီးအော်ရင်သူ့လာမျက်နှာလေးကိုချစ်မွားစွာကြည့်လိုက်ချင်းပြီးမှလာလေတိုင်းမှာမျက်နှာအပ်ပြီးလေတိုင်းသားလေးတွေကိုနှုတ်ခမ်းနဲ့တတီတီကြိုက်ဖြတ်ပြီးဆုပ်ယူစားသွင်းလိုက်ချင်းအစင်တက်ပြီး လာရင်အပေါ်ရောက်ဝင်လေးကိုအုပ်ကန်လိုက်တော့လာမြင်းစံပါငိမ့်တန်နေတယ်သူလာကိုလဲကြည့်လိုက်တယ်ငါ့ကိုကြည့်ပြနိုင်မလားကောင်းစုပ်လေးငိမ့်စံနာကငါမြင်းခဲ့ဘူးလားနေတိဆုံးပါချစ်တယ်လာရင်သူကျင်းနေစွာလာဝစားရီကိုခက်ချက်တွေဆဲချလိုက်တယ်သူဝစားရီကိုလည်းဆွေးဖဲ့ပြီးလာကိုစိုက်ကြည့်လိုက်တယ်ဟိုင်ဝေးလမ်းမလေးဘဝကနေအခုတော့လာလို့ပါလို့ဖြစ်နေပြီနော်ကောင်းစုပ်လေးနင်းနော်လာမြန်းဆောင်ထုတော့သူရီပြီးလာရင်အပေါ်ရောက်ဝင်လေးကိုစောကစားနေတော့တယ် တူနာမှာတော့လာရပြိုစင်ဘွားကိုသူအရာယူတော့တယ်။တရားနုရမှုနဲ့နေအောင်နေပန်ကိုအတူတူရင်ပုံစံပြောလိုက်တော့သူအောက်ကလာကအချက်ကမောင်ပိုင်စင်နဲ့မမင်းမလာတို့မင်းလာဦးစွန့်ကျွေးဆိုသောဇာလီကကြောက်တင်ပေါ်တဲ့လေရလလနဲ့ရှိနေအကျဉ်မကျဲလိုသောဆနရဖုံးကြကြမှပဲလူနေငယ်ဖိတ်ပြီးစွန့်ကျွေးလိုက်တယ်ပကတနာမပါသောအမြဲမင်းလာရဲ့မှာသူတို့သားတို့တမေကချစ်စရာကောင်းနေလားဟွန်းဟိုเจ้าတော့ကစီတီဟောင်းလေးစီတော်ဘူးရား ဆူတောင်းကြမယ်။တောင်းကြတာပေါ့။စိတ်တူကိုသူနေရောက်ကဖုန်ချောင်းအောင်နောက်ကစီတီဟောင်းလေးစီးသွားလိုက်တယ်။ညောင်ရီအောင်ကစီတီလေးဖြစ်တာကြောင့်အနာရောက်တဲ့အခါအေးမြနေတယ်။နေရောက်အတူတူစီတီလေးကိုထိုင်ဖို့ပြီးတော့တရားမျက်နှာတရားကြည့်မိတယ်။လာဒီစီတီလေးကိုချိန်တီးပြီးငါတစ္ဆာဆိုရီထရာနီဘေးမှာပဲရှိနေမယ်။ငါလည်းစီတီလေးကိုချိန်တီးပြီးတစ္ဆာဆိုမယ်။ထရာနီဘေးမှာပဲရှိနေမယ်။ ။လှရင်သူချင်းမြန်သူမျိုးတော့လှလက်လေးကိုတင်းတင်းဆုပ်ခိုင်းလိုက်တယ်။ဒုနာလှပါလေးကိုနမ်ပြီးလှလေတိုင်းကိုနမ်ဖို့ရည်ရွယ်တော့လှကသူ့တွန်ထုတ်တယ်။ကောင်းစုံလေးဖျားမလေးကွယ်မกินနဲ့ sorry ပါဗျာ။သူတောင်းမှန်တော့လှကမျက်ဆောင်တွေ့ပြီးတော့မှမျက်စိလေးမိတ်ပြီးတနဆန်တဲ့ဆုပ်ယူဆွဲနေချင်းချင်းတက်ဆာဆူနိုင်လောက်တဲ့ဒီတင်းမြဲတဲ့ချက်ချင်းတွေကိုတတိပြုကိုနုနုညံ့ညံ့အနေကိုငားလို့ကျင်နေကောင်းစုံလေးစကားဆုံနိုင်လောက်ခန်းလေးစုပေးလာရင် ကြည့်ရဆိုရအနေနဲ့နူးညံ့စွာထုံနေလိုက်တယ်။အဲချိန်မှာပဲဝိခနဲ့တိုက်တော်လေးပြေးတွေကနှစ်ယောက်ဝန်းကျင်ကိုအင်းမြစီတလူတယောက်ကတယောက်ပြုံးကြည့်နေမိတဲ့အပြုံတွေအားလေးအင်းမြနေတော့တယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့ဖတ်ပြတင်ဆက်ပေးသွားတဲ့ဇာတ်လမ်းလေးကတော့ဒီမှာတင်ပြဆုံးသွားပြီရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်အချင်းဆန်တဲ့ကောင်းများစွာကိုဖတ်ပြတင်ဆက်ပေးဖို့မှာဖြစ်လို့အတူတူတော့ပရိသတ်နာမျိုးတန်းသိရှိနိုင်ဖို့အတွက်မိနာချက်ပေးခေါင်းဆောင်လေးကိုလည်းနေထားပေးကြပါအောင်နော်။ပရိသတ်တွေရဲ့အစီအမံအပေးမှုတွေလည်းကျေးဇူးများတင်ပါရရှင်။အားလုံးကိုနှုတ်ဆက်ခဲ့ပါရစေ။